အလုံးမမင်လာပါအန်တဘာမစ်ဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါကျွန်တော်လိုဘဝတင်ရဆိုလို့ရှိရင် Champion League အုပ်စုအဆင့်အပွဲစဉ်၄နေနဲ့ဒါ အာစပိန်ထိပ်သီးတက်အသင်းတစ်သင်းဖြစ်တဲ့ Real Madrid အသင်းကို Liverpool အသင်းရဲ့အိမ်ကွင်း Anfield မှာလက်ထံရှင်ပြန်ကစားခဲ့ရတာလည်းဖြစ်ပါပါတယ်။အဲဒီပွဲစဉ်တော့ဆိုလို့ရှိရင်ဒါကျွန်တော် Liverpool အသင်းအတွက်ပေါ့နော်ဟိုကျွန်တော် Champions League အုပ်စုအဆင့်ပွဲစဉ်တွေထွက်လာပြီးတဲ့အချိန်မှာဆိုလို့ရှိရင်အမတ်ရော့ကောင်းရော့နိုင်တဲ့ရော့လို့ရတဲ့ပွဲစဉ်တစ်ပွဲလေလို့ကျွန်တော်တို့သတ်မှတ်ထားတဲ့ပွဲစဉ်တစ်ပွဲ။ဒါပေမဲ့လည်းအရှိမအမထင်မှတ်တစ်ဖက်နဲ့ပေါ့နော်ဒီပွဲစဉ်နှစ်မှာတော့ဒီ ဂလာတဆာရီအသင်းတို့မထင်မှတ်ဖယ်နဲ့ဒါအဝေးကွင်းမှာဝမ်းနေဆိုတဲ့ရလာနဲ့ရှုံးနေတဲ့အနေထားတော့ပြသလို့ရှိရင်ဒါနောက်ပိုင်းပွဲစဉ်အော်တိုဘာလတွေမှာတစားတဲ့ပွဲစဉ်တွေမှာရလက်တွေဆိုးရွားတဲ့အနေထားတွေအကြောင်းတော့မဟုတ်လို့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါလီဗာပူးသင်းက ရီယယ်မက်ဒရစ်အသင်းကိုချင်းသေးပါအနိုင်ရအောင်ဒစားမယ်အနေထားမျိုးဖြစ်လာတယ်။ရမပိုင်းရတော့ပြီးသွားလို့ရှိရင်အသင်းရဲ့ဖောင်နဲ့ဒါစိတ်သက်ပိုင်းဆိုင်ရာရတော့အနိုင်ရအောင်ဒစားမယ်ပွဲစဉ်တစ်ပွဲဖြစ်လာခဲ့တယ်။တကယ်ပွဲတစားတဲ့အချိန်မှာဆိုလို့ရှိရင်လီဗာပူးအသင်းကိုစောင့်ကြည့်ခြင်းစရာတွေအများကြီးရှိတယ်။ဘာလို့လဲဆိုလို့ရှိရင်ရီယယ်မက်ဒရစ်အသင်းကဒါလက်ရှိမှာသူတို့ ဟိုဒီရလက်ကောင်းတွေပြသလို့ရှိရင်ခြေစံတော့တွေတောက်လျှောက်ရထားတယ်။ဒါလေဘဘူးတင်းတော့ဒီနောက်ပိုင်းပွဲစဉ်တွေမှာရလက်တွေဆိုးရွားနေပြီးတော့ဒီနောက်ဆုံးရစားတဲ့ပရီးမီးယားလိပွဲစဉ်တာအက်စတန်ဗီလာတင်းတဲ့ပွဲစဉ်မှာမှာပဲဒါ2-0ဆိုရဲရလက်နဲ့လေဘဘူးတင်းတာအနိုင်ရတယ်လား။အဲ့တော့လေဘဘူးတင်းမှာစောင့်ကြည့်ခြင်းစရာလည်းအများကြီးရှိတယ်။အဲ့အဲ့ data မှာတခုကရလက်နဲ့မဆိုင်မင်းနဲ့ပေါ့နော်။ခြေစွမ်းပိုင်းရလေဘဘူးတင်းကိုစောင့်ကြည့်နေတဲ့ယာတခုကတော့ဒါတကယ်ပွဲထဲမှာ လောင်းဘတ်စ်တွေလောင်းဘောတွေနဲ့မတစားဘဲနဲ့ပေါ့နော်တကယ်ဟိုခြေတော်ထဲဘောလုံးတိုင်ပြီးတော့တစားခွန်းနဲ့တစားခြင်းနဲ့အသင်းတွေဆိုလို့ရှိရင်လီဗာပူးအသင်းဘယ်လိုမျိုးဖြစ်မလဲလီဗာပူးအသင်းရဲ့ယုံကြံနေရတဲ့အနေအထားတွေကဒါပြိုင်ဘက်တွေကလောင်းဘောတွေနဲ့တစားလို့ပဲရုံးကြံနေရတာလားဒါမှမဟုတ်လီဗာပူးအသင်းကိုယ်တိုင်ကိုက ဒီ system ဘိုင်းဆိုင်ရာရာ technical ဘိုင်းဆိုင်ရာရာလက်ဟာချက်တွေရှိနေရလားဆိုတော့ဒါစစ်ဆေးချက်တွေအများကြီးရှိနေနေတာပေါ့နော်အဲ့အတွက်ဒီတစားခဲ့တဲ့နှစ်ပွဲပြီးနောက်ထပ် Man City အသင်းနဲ့ပွဲစဉ်တစ်ပွဲဒါကဒီ Liverpool အသင်းအတွက်ဒီ Mero နေရောအဖြေပေးရမယ့်ပွဲစဉ်တစ်ပွဲပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်ဒီအဖြေပေးရမယ့်ပွဲစဉ်နှစ်ပွဲမှာအရှိ Aston Villa အသင်းနဲ့ပွဲစဉ်အခု Real Madrid အသင်းနဲ့ပွဲစဉ်တွေမှာတော့ဒါ Liverpool အသင်းရဲ့လက်ရှိတစားပုံ Arne Slot ရဲ့ knee စနစ်သွားကျင်တဲ့ပုံစံတွေပေါ့ဒါသိပြီးတော့အာ internet problem တက်စားလို့ရှိရင်ဒါကျွန်တော်ရှိမှပြောရဲသလိုပဲ premier league ကြီးရဲ့ဒါ trend တစ်ခု long ball တွေ set piece တွေတော့ arco direct ball တွေတော့အရင် arco လုံးနဲ့တစားပုံတစ်ခုကြောင့် level သင်းတာပို့ပြီးတော့စိုးရင်စရာကောင်းနေရဆိုတဲ့အနေထားကိုဒီပွဲစဉ်နှစ်ပွဲကတော့အပြေပိုပြီးတော့ပြလာနိုင်နေတယ်။အဲဒီအတွက်အဲလီဗာပူးသင်းနေတဲ့ဒီနေ့တစားခဲ့တဲ့ပြီးအခြေပွဲပြီးမှဆိုလို့ရှိရင်ပြင်ဆင်စရာတွေကိုလည်းပို့ပြီးတော့မြင်လာတယ်။ဒီအားအနေချက်တွေဒါပါရည်လဲဆိုတာတို့လည်းပို့ပြီးတော့မြင်လာတဲ့အတွက်ဒါနောက် Premier League ပွဲစဉ် Long Ball တွေ နဲ့တစားမဲ့အသိနေကြလို့ရှိရင်ဘယ်လိုတစားရမလဲဆိုတဲ့ဟာကျွန်တော်တွေနည်းနည်းလေးစဉ်းစားကြရတော့ပို့ပြီးအဖြစ်ထွက်လာရပါတော့အာဒီနေ့ပွဲစဉ်လို့ပြောရမယ်ဆိုလို့ရှိရင်တကယ်ကြည့်ရတာအားရဖို့ကောင်းတဲ့အနှစ်သာရရှိတဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်တို့ကတော့ပြောချင်တယ်ဒီပရီးမီယာလိပွဲစဉ်တွေနဲ့ဒီလိုပွဲစဉ်တွေဝင်ပြုံးနဲ့ရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပရီးမီယာလိပွဲစဉ်တွေကတော့ပို့ပြီးတော့အာ intensity ပုံများတယ်ပြသလို့ရှိရင်ပွဲအတွင်းမှာတစားနေတဲ့ tempo ရစဝုန်းနှိုင်းဝုန်းနှိုင်းနဲ့ ပို့ပြီးတော့မြန်ဆန်နေပြီးသားလို့ရှင် physicality ပိုများတယ်ဆိုတဲ့အနေထားရတော့ကျွန်တော်တောက်လျှောက်မြင်တွေ့ရတယ်။ဒါပေမဲ့ဘောလုံးအနှစ်သာရပိုင်းကြပြင်ကြည့်မယ်ဆိုလို့ရှင်ဒီနေ့တစားသွားတဲ့နှစ်သိန်းရဲ့တကယ်ဘောလုံးအနှစ်သာရကတကယ်ပြေးသွားတဲ့ပွဲစဉ်တစ်ပွဲလို့ပြောရပြောလို့ရမယ်။ကျွန်တော် Liverpool အသင်းအနေနဲ့ဆိုလို့ရှင်တော့ပြီးသားလို့ရှင်တစ်ဖက်ကဒါ Real Madrid အသင်းအနေနဲ့ဆိုလို့ရှင်တော့ဒါနှစ်သိန်းစလုံးရဲ့တစားခြင်းနဲ့ပုံစံစိတ်ရှိရှိနဲ့ဘောလုံးကို build up လုပ်တဲ့ပုံစံတွေကတကယ် ထိရောက်မှုရှိတယ်လို့ပြောရမယ်။လိုဘူးသင်းနေတယ်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာ Aston Villa အသင်းနဲ့ပွဲစဉ်လို့ပဲကျွန်တော်တို့ဒီတရာဒီလုံးအရှိပွဲစဉ်တွေမှာမမြင်ခဲ့ရတဲ့ first phase မှာပဲပေါ့နော်ဒါပြိုင်ဘက်ရဲ့ဒီ center back line မှာရှိနေတဲ့ဂိုးသမားနဲ့ center back line ဒီကျွန်တော်တို့ present တက်ထောက်တဲ့ပုံစံတွေလို့ဒီနေ့ပွဲစဉ်မှာလည်းပြန်ပြီးတော့မြင်တွေ့လာရတယ်။အဲ့ဒီနေသားကဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်အဲ့ဒီ present ပေးတဲ့ပုံစံကလည်းထိရောက်မှုရှိတယ်ပြီးတော့ဒါ Real Madrid အသင်းရဲ့ထန်စေကြောင်းအမားတွေကိုကျွန်တော်တို့နှစ်ချိန်သုံးချိန်လောက်ထိအေး သူတို့ပြုတ်လုခဲ့တဲ့အနေထားရတော့ကျွန်တော်မြင်တွေ့ကြရတယ်ပေါ့နော်အဲ့ present မှာပါဝင်တဲ့တစားသမားတွေပုံအကုန်လုံးဆိုလို့ရှိရင်တကယ်အားရစရာကောင်းတယ်ဒါပေမဲ့တကယ် real madrid အသင်းရဲ့တစားသမားတွေရဲ့ဒီ quality ပြေဝမှုကြောင့်ပေါ့နော်ဒါလို့တချို့ဘောလုံးတွေမှာဒါ first line ကိုကြော်လာပြီးတဲ့အချိန်မှာဆိုလို့ရှိရင်တော့သူတို့အနေနဲ့ဒီဘောလုံးကိုင်ပြီးတစားသွားတဲ့ဟာဒါတကယ်အသင်းကြီးတသင်း PP တတနဲ့တစားသွားတဲ့အနေထား liverpool အသင်းနေတဲ့ဆိုလို့ရှိရင်လည်းဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အဲတိုက်ဆက်ကော transfer တော့နှစ်ဖက်စလုံးမှာဘာမှအပြစ်ပြောစရာမလိုတော့အောင် ါကောင်းမွန်နေတယ်လို့ပြောရမှာပေါ့နော်အာတရားသေးလုံးမှာလေဘဘူးသိန်းတော့ဒုက္ခပေးနေတဲ့နေရာနှစ်နေရာရှိတယ်ကျွန်တော်တို့ဒါစိုက်ဘက်တွေနေရာပေါ့နော်ညာ အာ right ban နဲ့ left ban နဲ့နေရာမှာဆိုလို့ရှိရင် print frame bound တော့ပြသလို့ရှိရင် car cast တော့ corner bread လေးတော့၃ရစလုံးကဒီတရားစီလုံးမှာအကောင်းဆုံးနေထားမှာမရှိလေဘူးဒါပေမဲ့ပြီးလိုက်တဲ့ပွဲစဉ်ကစပြီးတော့ corner bread လေးတော့ပြသလို့ရှိရင်ဘယ်နောက်ခံလို့နေရာမှာအခု potter print ပြန်ပြီးတော့ရယူနေတဲ့ဒီ robo ကော၂ရစလုံးရဲ့ခြေစွမ်းတာတကယ်ကျေနပ်စရာကောင်းတယ်အဲကျွန်တော်တို့ဒါ story တွေတစားသမားတွေနဲ့ပတ်သက်ပြီးတော့ story တွေကိုပြောမယ်ဆိုလို့ရှိရင်ပေါ့နော် အာကိုရီတစားသမားတွေကဒါအသက်ကြီးမြင့်လာလို့ပဲဖြစ်ဖြစ်အခြားအကြောင်းရင်းတစ်ခုလုံးအောင်ခြေစွမ်းကြတာလေအဲ့တော့ဆိုလို့ရှိရင်သွေးသက်လောင်မှုအတွက်တစားသမားသက်တွေခေါ်တယ်။ဒါပေမဲ့တစားသမားဟောင်းတွေရတကယ်အဲ mentality ကောင်းမွန်တဲ့အနေထားတွေကြောင့်မို့လို့သူတို့ပြန်ပြီးစူးစမ်းရတယ်ကိုယ့်ရဲ့ original နေရာတခုကိုပြန်ပြီးရယူလာနိုင်တယ်ဆိုတော့ story ကိုကျွန်တော်တို့တောက်လျှောက်ပြန်ပြီးပြောနေရတဲ့အနေထားကတကယ်ကျေနပ်စရာကောင်းတယ်။ Robo နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှင်သူနဲ့တခြားနေရာရှင်လို့တဲ့ left back တစားသမားတွေအကုန်လုံးထပ်စားလို့ရှိရင်သူကဒီပွဲအတွင်းမှာတစားတဲ့ player အားလုံးထပ်သားတာကိုတော့ကျွန်တော်တို့ဟိုအများအားအဲတည်တယ်အပြစ်ပြောစရာဘာမှမရှိဘူးတချို့အနေထားတွေပေါ့နော်အာမိုမန့်နေမှာသာလင်းသူအမားတွေလှုပ်တက်တဲ့အနေထားကြောင့်ကျွန်တော်တို့ကရိုဘိုတော့အများအားသတိကြီးကြီးနဲ့စောင့်ကြည့်နေရတဲ့အနေထားဒါပေမဲ့ဒီနောက်ဆုံးတစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာဆိုလို့ရှိရင်ရောဘတ်ဆန်ရဲ့တစားပုံကကျွန်တော်တို့ဒီနေရာသူအားနေတဲ့နေရာယူမှုပိုင်းကအစအကုန်လုံးမှာတကယ်ကျေနပ်စရာကောင်းတဲ့ ဘိုးရင်ရာသီရေတုံးတော့ရိုဘိုကိုကျွန်တော်ပြန်တွေ့နေရပဲပုံစံဒါပေမဲ့လည်းမွန်တူနီဒါကတော့အရင်တုန်းကရိုဘိုကသူတို့ပေါက်ပွဲရအပြည့်နဲ့တကယ်ဒီအဆုပ်နှလုံးပါတဲ့ပုံစံနဲ့ကျွန်တော်ရှေ့တက်နောက်ဆင်းဒီလွန်ထိုးပြီးတစားတဲ့အနေထားကလည်းအခုချိန်မှာတော့ပို့ပြီးတော့ဒီလိုအပ်တဲ့ဟာတွေကိုလုပ်တယ်ရင်းချက်မှုအပြည့်နဲ့တစားတဲ့ရိုဘိုပုံစံအထိတို့ပြောင်းလဲသွားတဲ့အနေထားတော့ကျွန်တော်မြင်တွေ့ကြရတယ်အတဖက်မှာဆိုလို့ရှိရင်ကျွန်တော် Real Madrid နဲ့ Liverpool အသင်းနှစ်သင်းတစားပြီဆိုလို့ရှိရင်ဒါနောက်ဆုံးတွေ့ဆုံတဲ့နောက်ဒါနောက်ဆုံးတွေ့ဆုံတဲ့အနေထားတွေရပါတော့ အာသူ့ဘက်ကိုဘက်မှာဆိုလို့ရှိရင်အမြဲတမ်းခြေစွမ်းပြတဲ့လက်စွမ်းပြတဲ့တစားသမားရှိလီဗာပူးသင်းနဲ့ဘတ်တာကြည့်မယ်ဆိုလို့ရှိရင်ဒါရီယယ်မက်ထရီနဲ့တွေ့လို့ရှိရင်အမြဲတမ်းခေါ်နာဘက်တရီကအကောင်းဆုံးခြေစွမ်းပြတဲ့တစားသမားဒီရီယယ်မက်ထရီဘတ်တာကြည့်မယ်ဆိုလို့ရှိရင်ခရော့ထရိုက်ဆာကျွန်တော်တို့အတွက်ဒါအိမ်မဆိုးတွေအမြဲတမ်းပေးလေပေးထားရှိတဲ့ဂိုးသမားလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒီတစားသမားနှစ်ယောက်ရဲ့ခြေစွမ်းတဲ့လက်စွမ်းကဒါဒီနေ့ပွဲစဉ်အတွက်အဲ ကြီးမားတဲ့တက်ရောက်မှုတွေအများကြီးရှိတယ်လို့ပြောလို့ရတယ်အာခရိုနာဘရက်လီဘတ်ဒရာပြန်ပြီးပြောမယ်ဆိုလို့ရှိရင်ခရိုနာဘရက်လီနေနဲ့ဒါရီမက်ဒရစ်အသင်းကသူဘတ်ကနေပို့ပြီးတော့ထိုးပေါက်ချင်တဲ့ပုံစံမျိုးရှိတယ်။ခရိုနာဘရက်လီရဲ့ညာချမ်းမှာဆိုလို့ရှိရင်ထရီလီယန်အမ်ဘပေရောပြီးသွားလို့ရှိရင်ဒီဗနီစီယပ်ဇူနီယာတော့နှစ်ယောက်စလုံးကအိုက်ဘက်ချန်ကိုအိုဗာလုတ်လုပ်ပြီးတော့ရစားချင်တဲ့ပုံစံမျိုးရှိတယ်။ အဲဒီနေထားမှာဒီ Vinicius Junior ကိုဒီ Corona Blood တွေကတပွဲလုံးအမားရမရှိဘဲနဲ့ဒီထိမ့်ချုပ်သွားတဲ့အနေထားတော့ကျွန်တော်တို့ဒါအရှိမနစ်တော့ဆိုလို့ရှိရင်လည်း Kylian Mbappé တို့ Corona Blood လေးထိမ့်ချုပ်သွားတဲ့ပုံစံအတိုင်းပဲတကယ်အဲမနောတော့ match performance အထီလို့သူအနေနဲ့ပြသသွားတယ်။တစ်ဖက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ Real Madrid ရဲ့တော်သမား Trotwise Trotwise ကဒီလိုလက်ဆွမ်းမျိုးမပြခဲ့ဘူးဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာ Liverpool အနေနဲ့1-0ထပ်ပိုတဲ့ ရလက်တယ်ကျွန်တော်တို့ရခဲ့တဲ့ဒီနေ့အနေထားမှာတော့ total ဆက်လက်ဆွမ်းကြောင်းမို့လို့ဒါလည်းကျွန်တော်တို့ဒီနေ့ပွဲစဉ်တော့ warning ဆိုတဲ့ရလက်နဲ့အဲပြီးဆုံးတယ်လို့ကျွန်တော်တို့ပြောလို့ရပါမယ်ပေါ့နော် Real Madrid အသင်းရဲ့တကက်ဒီတရာဒီလုံးမှာတောက်လျှောက်ခြေစွမ်းပြနေတဲ့စားသမားဖြစ်တဲ့ Kylian Mbappe တို့ပြီးတော့လို့ရှိရင် Vinicius တို့နောက်ထောင်စလုံးဆိုနှစ်ယောက်စလုံးဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာ Gold Grand Twin ခွင့် Angro တော့တော်တော်လေးရှာယူနေရတဲ့အနေအထားအထိသူတို့ရုံးကန်နေရတဲ့အနေအထားတို့ကျွန်တော်မြင်တွေ့ရမှာ Liverpool တင်းနဲ့ပတ်သက်ပြီးတော့ ဒီကွင်းလက်ပိုင်းကလည်းဘာမှအပြစ်ပြောစရာမလိုဘူးကျွန်တော်နောက်တစ်ခုပြောချင်တာတော့ဒါလီဗာပူးအသင်းရာလက်တင်မကောင်းခဲ့တဲ့အနေထားဒါမှမဟုတ်ရှင်ခြေစွမ်းပိုင်းကတော်တော်လေးယုံပြန်ခဲ့ရတဲ့အနေထားမှာဆိုလို့ရှင်အဲဒါတချို့ပြည်သက်တွေပေါ့နော်ဒါအခုလီဗာပူးပြည်သက်တွေကိုပဲပြောပါမယ်ဒါစတိတ်ဂလုတ်လုပ်တဲ့ကာချာလေးကဖြစ်ထွန်း pop up ဖြစ်လာခဲ့တဲ့အနေအထားတွေကျွန်တော်မြင်တွေ့ရရပါတော့ဒီ culture တော့မနိုင်ပြောလို့ရှင် Liverpool ဆင်းမှာကျွန်တော်အနေနဲ့မရှိစေချင်ဘူးဒီနေ့ပွဲစဉ်တွေလိုပြန်ကြည့်မယ်ဆိုလို့ရှင်ကျွန်တော်တို့အတွက် Florian Vasta လည်း Liverpool တင်းအတွက်ပြဿနာမဟုတ်ခဲ့သလို Mohamed Salah ကလည်း Liverpool တင်းအတွက်ပြဿနာမဟုတ်ဘူး Andy Robertson ကလည်းပြဿနာမဟုတ်ဘူးပြီးတော့လို့ရှင်ဒီ Cody Gakpo ကလည်းကျွန်တော် Liverpool တင်းအတွက်ပြဿနာမဟုတ်ဘူးအဓိကဒါတယောက်ချင်းစီမှာပြဿနာရှာနေဖို့ထပ်ဆာလို့ရှိရင်ကျွန်တော်တို့ဒီတကယ်အပြင်မှာဖြစ်ပျက်နေတဲ့ system ကြီးတစ်ခုလုံးပေါ်မှာကျွန်တော်အနေနဲ့ဒါဘယ်လိုမျိုး ီ trend ကြီးကိုဘလို့ကျွန်တော် like မိအောင်လုပ်မလဲဒီ trend ပေါ်မှာဘလို့အတားရအောင်စူးစမ်းမလဲဆိုတော့အဖြေကအပိုပြီးဖြစ်တင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါကနိုင်နေတော့မှာပဲကျွန်တော်တို့ပြောရမယ်စတာမဟုတ်ဘူးဒါလို့ရှုံးနေနေတဲ့အနေထားပါဖြစ်ဖြစ်ဒီဂျုံတန်နေရတဲ့အနေထားမှာဖြစ်ဖြစ်ဒီအမြင်ကိုကျွန်တော်တို့ဆက်ပြီးတော့စုတ်တိုင်သွားဖို့လိုတယ်လို့ကျွန်တော်ကတော့ထင်တယ်အဲဒီနေ့ပွဲစဉ်အနိုင်ပွဲရသွားတဲ့အတွက်ဒါကျွန်တော်တကယ်ချိန်နဲ့ဆရာကောင်းတဲ့ အဲနိုင်ပွဲတစ်ပွဲကျွန်တော်လက်ရှိနေထားရဆိုလို့ရှိရင်ချန်ပီယံလိမှာပွဲစဉ်၄ပွဲတစားပြည့်ရနေထားမှာဆိုလို့ရှိရင်ရမတ်၉မှတ်နေပေါ့နော်ကျွန်တော်တိုက်အမ် top 8နေရာအထိကိုပြန်ပြီးတော့ရောက်လာနေထားတိရှိလာပြီနောက်ထပ်ပွဲစဉ်မှာဆိုလို့ရှိရင် PSV အသင်းနဲ့တစားမှာဖြစ်ပြီးတော့ဒါမနစ်ကအဆုစင်ပွဲစဉ်နောက်ဆုံးပွဲစဉ်မှာတော့ Liverpool အသင်းနဲ့ရှုံးကြွေးကိုပြန်ပြီးဆက်နိုင်မှုတော့အကောင်းဆုံးကြိုးစားသွားမယ်လို့ကျွန်တော်တို့ယုံကြည်တယ်အဲ ဘရိုဖြစ်ပါဒီဒီရီယယ်မက်ထရစ်အသင်းနဲ့အနိုင်ရသွားတဲ့ပွဲစဉ်ကကျွန်တော်ခြေစွမ်းပိုင်းရတော့ဂျာလတ်ပိုင်းရတော့ပြီးသားလို့ရှိရင်စိတ်ပိုင်းဆိုင်ရာရတော့လီဗာပူးသင်းတာတကယ်အကျိုးမြတ်ဖြစ်ထွန်းစေတဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကတော့သုံးသပ်မိတယ်ပါတယ်ဒါတော့ကျွန်တော်ရဲ့လီဗာပူးသင်းနဲ့ရီယယ်မက်ထရစ်အသင်းတို့ရဲ့အတားပွဲပြီးသုံးသပ်ချက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးတော့ဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်